ဗမာပရိသတ်တွေကနေကြိုးဆိုပါတယ်ကျွန်တော်တို့ကနေနေစဉ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်လို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အတူတူဆွေးနွေးကြင်တာက Mark Manson ရဲ့စာအုပ်တအုပ်ပါနာမည်ကတော့ Everything is fucked up about hope ပေါ့ နာမည်ကိုကြည့်လိုက်ရင်တော့အဆိုးမင်စာအုပ်လို့ထင်ရပေမဲ့တကယ်တမ်းတော့ဒီစာအုပ်ကမျိုးလင်းချစ်ဆိုတဲ့အရာရဲ့အတေးဘေကိုကျွန်တော်တို့နားလည်ထားတာနဲ့တခြားစီဖြစ်နေနိုင်ကြောင်းကိုစင်ခေါ်ထားတာပါ။ကဲဘဝရဲ့အတေးဘေကိုရှာဖွေရမှာကျွန်တော်တို့ယုံကြည်ထားတဲ့အရာတွေကိုဒီစာအုပ်ကဘယ်လိုများဖွင့်နှောက်သွားမလဲဆိုတာကြည့်လိုက်ကြရအောင်။ဟုတ်ပြီဒီစာအုပ်ထဲကအတေးခေါ်ခီးစဉ်ကို အတူတူစတင်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့ဒီနေ့ခေတ်မှာလူတွေပါလို့မျိုးလင်းချစ်ပျောက်ဆုံးနေတယ်လို့ခံစားနေရလဲဆိုတဲ့အကြောင်းကိုအရင်ကြည့်ပါမယ်။ ပြီးသွားရင်တော့ရင်ဆိုင်ကနည်းနည်းခက်တဲ့အမှန်တရားတစ်ခုအကြောင်းပြောကြမယ်။အဲ့ဒီကနေမှာကျွန်တော်တို့ဦးနှောက်ထဲကတိုက်ပွဲမျော်လင့်ချက်ရဲ့ရှုပ်ထွေးတဲ့သဘောသဘာဝပြီးတော့လူသားဖြစ်တည်မှုရဲ့ပုံတိနီးဆိုတာကိုဆက်တိုက်လေ့လာတော့ကြပါမယ်။အားလုံးပြီးသွားတဲ့ခါမှာတော့ဒီအတွေးခေါ်တွေကိုပေါက်ဆက်ပြီးမျော်လင့်ချက်ကိုလက်တွေ့လှုပ်ဆောင်မှုအဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတာနဲ့အဆုံးသတ်မှာဖြစ်ပါတယ်။ကျွန်တော်တို့နေထိုင်နေတဲ့ခေတ်ကတကယ်ကိုထူးဆန်းနေတော့တမိုင်းတစ်လျှောက်မှာအလုံးကြုံဆုံးအကြွေဝါဆုံးအသက်ရှည်ဆုံးအချိန်မှာနေနေရတယ် ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာမှာတော့လူများစုကမျှလင့်ချက်မဲ့တယ်လို့ကဘာကြီးတစ်ခုလုံးပရမ်ပတာ ထစ်နေတယ်လို့ခန်းစားနေရတယ်ဟုတ်တယ်မလားတည်တဲ့နေဆိုရှယ်မီဒီယာတွေကနေအဆုမြင်ကြရတဲ့အဆက်မပြတ်ဝင်လာတဲ့အခါမှာငါတို့ဒီမှာတကယ်ရောဘာလုပ်နေကြတာလဲဆိုတဲ့မေခွန်းကအလိုလိုခေါင်းထဲအောင်ကတပ်ပွက်တယ်ဒီနေမှာပဲစောက်ကကျွန်တော်တို့ကိုအဓိကမေဟွန်းတစ်ခုကိုတဲ့တဲ့မေးလိုက်ပါတယ်လူတယောက်ဟာတကယ်ပဲအရေးပါရဲ့လား ။ဒါကဖြီးရခတ်ပြီးစိတ်ထဲမှာနည်းနည်းတော့အနှောင့်ရဖြစ်เสียမေးဟုန်တခုပါ။လူအများစုကကိုကုတ်ကိုကိုဘွားဇလန်ရဲ့အဓိကဇက်ကောင်လို့ထင်နေကြတာလေ။ဒါပေမဲ့တကယ်လို့လူတယောက်ဟာစစ်ချုပ်ဝလာကြီးရဲ့အတိုက်အတာနဲ့ယဉ်လိုက်ရင်ဘာမှအရေးမပါတဲ့ဖုံမွန့်တမွန့်စာလောက်ပဲဆိုရကော။ဒီချက်ကိုယဉ်ဆိုင်မှုဒီစာအုပ်ကကျွန်တော်တို့ကိုတွန်းအားပေးပါတယ်။ဒီနေရာမှာမမန်းစင်းကစိတ်အနှောက်အယှက်ချစ်စရာအမှန်တရားဒါမှမဟုတ်ဒီ uncomfortable truth ဆိုလေသူ့ရဲ့အဓိက idea တစ်ခုကို ချက်ပြပါတယ်အဲ့ဒါကတော့ရိုးရိုးရှင်းရှင်းနဲ့တော်တော်လေးကြမ်းတမ်းတဲ့အမှန်တရားတစ်ခုပါပဲဒီအဆုံးအစမရှိတဲ့စစ်ကြဝဠာကြီးရဲ့အတိုင်းအတာနဲ့ရှင်းလိုက်ရင်ကျွန်တော်တို့တဦးချင်းစီရဲ့ဖြစ်တည်မှုအောင်မြင်မှုကြားရှုမှုအားလုံးဟာတင်းငယ်လွန်ပြီးဘာမှအရေးမပါဘူးဆိုတဲ့အချက်ပါပဲဒီ slide မှာပြထားတဲ့စာသားကတော့စောက်ထဲကအပြင်းထန်ဆုံးစကားတစ်ခုမှာပဲလူတယောက်ခအရေးမပါဘူးဘဒူးမတကယ်ဂဒူးမဆိုင်ဘူးခြုံလုံးကြည့်လိုက်ရင် လူတယောက်ရဲ့အကြောင်းဘယ်သူမှတွေးမနေဘူးတဲ့ဒါကိုကြားလိုက်ရတာနားခါးစရာကောင်းလိုက်ပေမဲ့ဒီအချက်ကိုလက်ခံနိုင်လိုက်တာနဲ့အောင်ရှာကောင်းတဲ့လွတ်မြောက်မှုတစ်ခုစတင်နိုင်တယ်လို့စာရေးသူကဆိုပါလေအဲ့ဒါကဘာလို့လွတ်မြောက်စေတာလဲဆိုလေကိုအားစကြဝဠာရဲ့ဗဟုချက်မဟုတ်ဘူးဆိုတာကိုလက်ခံလိုက်တဲ့အခါတခြားသူတွေရဲ့အတိမတ်ပြမှုကိုအမြဲတမ်းရဖို့စ조사နေရတဲ့ဖျားတွေကနေလွတ်သွားလို့ပါပဲအဓိပ္ပာယ်ဆိုတာအပြင်လောကပေးတာမဟုတ်တော့ဘဲ ိုတိုင်ဘာကိုတံဖိုးထားမလဲဆိုရဲရွေးချယ်မှုနဲ့လာတာဖြစ်သွားလဲချက်ရသူနဲ့လမ်းခွဲရလဲလူချင်းတဲ့အလုပ်မရလဲကဘာကြီးကရမသွားပါဘူးဘာလို့လဲဆိုတော့လူတိုင်းနှီးဝါကသူတို့ရဲ့ဘဝနဲ့ပဲအလုပ်ရှုံနေကြလာကောအဲ့ဒီခါကျမှကိုဘဝရဲ့အဓိပ္ပာယ်ကိုကိုတိုင်ရှာဖွေဖန်တီးခွင့်ရလာပါတယ်ဒါဟာဝမ်းနဲ့ဆရာမဟုတ်ပဲတကယ်လွတ်လပ်ခွင့်နဲ့ကိုဘဝကိုကိုတိုင်ပုံဖော်ခွင့်ရတဲ့အခွင့်အရေးတစ်ခုဖြစ်လာပါတယ်ကဲအတင်လောကရဲ့ဖျားရင်လုံငေါသွားပြီပဲသာဒါမဲ့ကျွန်တော်တို့ကိုနောက်ပြန်ဆွဲထားရဲ့နောက်တယောက်ရှိနေပါတည်းလေ အဲ့ဒါကတော့ကိုကိုတိုင်းပါပဲအခုကျွန်တော်တို့ရဲ့အတွန်းစိတ်ထဲကတိုက်ပွဲအကြောင်းကိုဆက်လက်လကြည့်အောင်ကိုကိုကိုထိန်းချုပ်နိုင်စွမ်းဆိုတာကတော့တကယ်ပဲရှိရလားစိတ်ခံစားချက်တွေကိုသာထိန်းချုပ်နိုင်အောင်မြင်မယ်လို့လူများဟုတ်ကယုံကြည်ကြပေမယ့်ဒီတွေးကတကယ်အမှန်ရလားဆိုတာစာရေးတူကမေးခွန်းထုတ်ထားတာပါတီချက်ကိုရှင်းပြဖို့စာရေးသူကကားရစီဥမာကိုတုံထားတယ်ကျွန်တော်တို့ရဲ့စိတ်ကိုကားရစီလို့မြင်အောင်ကြည့်လိုက်ပါဘဝလမ်းပေါ်မှာအရှိန်နဲ့မောင်းနေတယ် လမ်းမှာအခက်ခဲဆိုတဲ့အထားစီးတွေဆုံးပြချက်ချရမယ်လမ်းဆောင်လမ်းခေါ်ရည်အများကြီးရှိတယ်။အဓိကမိန်းခွန်းကတော့အဲ့ဒီကားရဲ့ယာဉ်မောင်းခုံမှာတကယ်ထိုင်နေလားဘာတူလဲ။ကျွန်တော်တို့ဦးနောက်မှာအဓိကအပိုင်နှစ်ပိုင်ရှိတယ်လို့စာရေးသူကဆိုပါတယ်။စဉ်းစားတဲ့ဦးနောက် thinking brain နဲ့ခံစားတဲ့ဦးနောက် feeling brain ပါ။စဉ်းစားတဲ့ဦးနောက်ကကားပေါ်ကလမ်းညွန် navigator နဲ့တူတယ်။သူကဘယ်လမ်းကအကောင်းဆုံးလဲဘယ်လိုသွားတင်လဲဆိုတာကိုကြိုးကြောင်းစဉ်းကျင်ပြီးအစီအစဉ်ဆွဲတယ်။ဒါပေမဲ့ တကယ်တမ်းကကောင်မောင်းနေတဲ့ယင်မောင်း driver ကတော့ခန်းစားတဲ့ဦးနောက်ပါပဲ။သူကခန်းစားချက်နဲ့ရုတ်တရက်ပေါ်လာတဲ့စန္ဒာတွေအတိုင်းပဲလှုပ်ဆောင်တယ်။ဥပမာစန္ဒာတဲ့ဦးနောက်ကငွေစုဖို့ဘေးဆောင်ဖို့တတိပေးနေပြီမဲ့ခန်းစားတဲ့ဦးနောက်ကတော့အခုချက်ချင်း iPhone အသစ်တစ်လုံးလိုချင်နေတာမျိုးပေါ့။ဒီ slide မှာပါတဲ့အချက်ကအရင်အရေးကြီးရတယ်။ဆိုတော့ကိုကိုကိုမထိန်ချုပ်နိုင်တာဟာအသိပညာနည်းလို့မဟုတ်ပါဘူး။ခန်းစားချက်ကြောင့်ဖြစ်တာပါ။ကျမရဲ့နဲ့မညီတဲ့အစားအစာတွေမစားသင့်ဘူးဆိုတာစဉ်းစားတဲ့ဦးနောက်ကတည်တယ်။ဒါပေမဲ့စားခြင်းစက်ကိုမထိန်နိုင်တဲ့ခံစားတဲ့ဦးနောက်ကြောင့်စားဖြစ်သွားတာမျိုးပါ။ ဒါကြောင့်တကယ်ပြောင်းလဲမှုတစ်ခုလုပ်ချင်ခံစားတဲ့ဦးနောက်ကိုအတိမ်ကျဖိအားပေးလို့မရပါဘူး။သူ့ကိုရန်သူလို့သဘောမထားပဲသူ့ရဲ့ဘာသာစကားဖြစ်တဲ့စိတ်ခံစားချက်နဲ့ပဲညှိနှိုင်းရမှာမယ်။သူ့ကိုအပြစ်မတင်ပဲကိုချင်းစာစိတ်နဲ့ဆက်ဆံပြီးကိုလိုချင်တဲ့လမ်းကြောင်းပေါ်ကိုဖြည်းဖြည်းချင်းလမ်းညွှန်ပေးရမှာဖြစ်ပါတယ်။မျောလင်းချက်ဆိုတာတကယ်တော့ဓာသွာနှက်ဖြစ်လို့ပဲဗျာ။ကျွန်တော်တို့ရဲ့အကြီးမားဆုံးအားရင်ဖြစ်တယ်လို့အကြီးမားဆုံးအားနဲ့ချက်လက်ဖြစ်နိုင်တဲ့ဆိုတဲ့ရှုပ်ထွေးတဲ့သဘောတရားကိုအခုဆက်ကြည့်ကြအောင်။ မျောလင်းချက်ကကောင်းကျိုးတွေတည်ဆောင်လာနိုင်တယ်လို့ပျက်စီးခြင်းကိုလည်းဦးတည်သွားစေနိုင်ပါတယ်။ကမ္ဘာပေါ်မှာလူသားတွေကိုရှေ့ဆက်ရှုံလန်းဖို့မျောလင်းချက်ပေးတဲ့အဓိက system ကြီးနှစ်ခုရှိတယ်လို့စာရေးသူကပြောတယ်။ဘာသာတရားနဲ့သိပ္ပံပညာပါ။ဘာသာတရားတွေကသိလွတ်မီနှောင်းမှာပိုကောင်းတဲ့ဘဝကိုမျောလင်းချက်ပေးပြီးဆိုးရွားမှုတွေဒုက္ခတွေကိုရင်ဆိုင်ရမှာနိတိမှုပေးတယ်။သိပ္ပံပညာကတော့တိုးတက်မှုတွေရှာဖွေတွေ့ရှိမှုတွေကနေတဆင့်ဒီကမ္ဘာပေါ်မှာပဲပိုကောင်းတဲ့အနာဂတ်ကိုဖန်တီးနိုင်မယ်ဆိုတဲ့မျောလင်းချက်ကိုပေးပါတယ်။ဒီ system နှစ်ခုလုံးကလူတွေကိုရှေ့ဆက်ဖို့အကြောင်းပြချက်တစ်ခုပေးထားတာပါ။ ဒီနေရာမှာတော်လေးစိတ်ဝင်စားစရာဝီးတော်ဒီတခုရှိပါတယ်။အဲ့ဒါကတော့မျော်လင့်ချက်ဆိုတာအခက်ခဲဒုက္ခတွေရှိမှသာတည်ရှိနိုင်တာပါ။စဉ်းစားကြည့်ရင်ကိုယ်ဘဝကအရာရာပြည့်စုံနေတယ်။အိမ်မက်ထဲကအလို့ချစ်ခင်ရတဲ့လက်တွဲပေါ့။ငွေကြီးရဲ့အကုန်အစင်ပြင်းနေတယ်။ဘာကိုတော့မျော်လင့်နေအောင်ပါလဲ။ဟုတ်တယ်မလား။မလို့တော့ပါဘူး။အဲ့ဒီခါမှာကိုယ်ရားထားတဲ့ခေါင်းကျိုးတွေကိုတံပိုးမထားတဲ့တော့ပဲအရာအလုံးကိုယိုးကြီးတော်နေတယ်။ဒါကြောင့်နာကျင်မှုနဲ့ယုံကံမှုတွေဟာ မျောရဲကျက်ဆိုတဲ့မိတော့ကိုဆက်လက်တောက်လောင်စေဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့လောင်စာတွေပါပဲ။ဂျာမန်တွေးခေါ်ပညာရှင်နီချီကလည်းမျောလင်းကျက်ကိုအလွန်အကျွံမိခေါ်တာကအန်ဒရယ်ရှိတယ်လို့ဆိုပါတယ်။ဘာလို့လဲဆိုတော့မျောလင်းကျက်ကကို့မှမရှိတဲ့ယာယီကိုပဲအာယုံစိုက်စီလို့ပါ။သူကမျောလင်းကျက်အစားအမော်ဖာတီဆိုတဲ့အယူအဆကိုခြံပြူးခဲ့တယ်။လက်တင်ဘာသာစကားအရကို့ကန်ဂျမကိုချစ်ပါလို့အတိတ်ပဲရပါတယ်။ဆိုလိုတာကဘဝကိုကောင်းတာရောဆိုတာရောအောင်မြင်မှုရောကြာရှုံးမှုရောအလုံးကိုဒါဟန်ငါဘဝပဲဆိုပြီးလက်ခလိုက်ဖို့ပါ။ လိုပြုတ်သွားတာဆက်ဆံရေးပြက်စီးသွားတာတွေကိုတောင်းဒါတွေဖြစ်လာခဲ့လို့ငါဟာအခုလဲရှိလူဖြစ်လာတာဆိုရဲစိတ်နဲ့ပြန်ကြည့်နိုင်ခြင်းမျိုးပါအတိတ်ကိုနောင်တာမရပဲအနာဂတ်ကိုလည်းတောင့်တမနေပဲပြစုပံမှာရှိရဲ့ရှိတရားကိုအပြိဝါလက်ခံလိုက်ခြင်းပါပဲကဲအခုထိတော့မျောလင်းချက်နဲ့ပတ်သက်တဲ့ယူဆအဟောင်းတွေကိုဖြိုချခဲ့ရမြပြီအခုခန်းစားချက်တွေအပေါ်မှာပဲမဟုတ်ပဲခိုင်မာတဲ့မူတသေးတွေအပေါ်အခြေခံပြီးရင့်ကျက်တဲ့ဘဝတစ်ခုကိုဘလူးပြန်တည်ဆောင်းမလဲဆိုတာကြည့်ကြရအောင် ကျွန်တော်တို့ကြီးပြင်းလာတာနဲ့မျှဘဝကိုလမ်းညွှန်တဲ့စိတ်ပိုင်းဆိုင်ရာပုံသင်နည်းကပြောင်းလဲလာပါတယ်။ကလေးဘဝမှာတော့ခံစားနေဦးနောက်ကအတိတ်ကထိ ंछ ုတ်ထားတော့လောရအောင်လောက်ကပြော့ဖို့ခံစားလို့ကောင်းပေါ်ပါရဲ့အဋ္ဌာထားတယ်။ဆက်ကြတိုက်လွင်ရောက်လာတော့စဉ်းစားတဲ့ဦးနောက်ကဖွံ့ဖြိုးလာပြီးပျော်ရွှင်မှုကိုရှာဖွေလာတဲ့နာကျင်မှုကိုရှောင်ရှားလာကြမှာချိန်ခွင့်လာညီးလာတာတဲ့။တကယ်လူကြီးဘဝကိုရတဲ့အခါမှာတော့ဘဝကိုမူတတ်တီကလမ်းညွှန်လာပါတယ်။လောရတီဟာပုံမုံနဲ့ဆိုင်တဲ့ရွေးချက်တွေပေါ်အခြေခံလာပါတယ်။ ဒါဆိုရင်ရင့်ကျက်တဲ့လူကြီးတယောက်ရဲ့ကွာကိုလက်ညွန့်ပေးနိုင်မယ့်အရေးကြီးဆုံးမှုတက်ကဘာဖြစ်မလဲတွေးခေါ်ပြရရှင်အမန်နျူအယ်ကန်ရဲ့အဆိုအရတော့အဖြေကရှင်းလင်းပြီးဆန့်ထက်ပါတယ်အဲ့ကတော့ဘလို့အချိုးမြတ်ကိုမှပြန်မမြော်လင်းပဲလော့တင်လော့ထိုက်တဲ့မန်ကန်နဲ့ရဖြူလို့လောက်ဆောင်ချင်ပါပဲဒါကိုလူသားဖြစ်တိမှုရဲ့ပုံတွေနီးလို့ခေါ်ပါတယ်ဒီတဘောတရားကိုရှင်းသွောင်းအောင်ဥမာလေးတစ်ခုနဲ့ပြောကြည့်အောင်ဆိုကြပါစို့ဘိုက်စားလို့ဘူးတော်တစ်ခုတွားဝယ်စားတယ်ဒါကချွင်းချက်မရှိတဲ့လှုပ်ဆောင်မှု unconditional action ပါကိုယ့်ရဲ့ရွေချက်က ဘရီတိုစားဖို့တက်တတ်ပဲ။ဒါပေမဲ့ဆိုင်မာလူချော်လေးတစ်ယောက်နဲ့တွေ့လို့တွေ့ညမျိုးလင့်ချက်နဲ့ဘရီတိုသွားဝယ်တာကတော့ချွင်းချက်ရှိတယ်လို့ဆောင်မှု conditional action ဖြစ်သွားပြီ။ကိုလုံရဲ့ရဲ့တေးပဲကအနာဂတ်မှာဖြစ်လာနိုင်တဲ့အကျိုးမြတ်တစ်ခုပေါ်မူတည်နေပါတယ်။ခန့်ရင်ဆိုရတကယ့်အတိပဲဖြစ်သွားတယ်ပေါ့ဆိုတာပထမတစ်ခုလို့ချွင်းချက်မရှိတဲ့လုံရဲ့တင်တဲ့အနေထိုင်ချင်းပါပဲ။ကဲအခုဆိုရင်ကျွန်တော်တို့ဒီစာအုပ်ချက်ကအထွေအခွာကြီးအများကြီးကိုဆွေးနွေးခဲ့ပြီးပြီနော်။ဒီတော့အားလုံးကိုပြန်ပြီးချုပ်ကြည့်အောင် ဒီရှုပ်ထွေးတဲ့အတွေ့အခေါ်တွေကနေလက်တွေ့ဘဝတဲ့ဘာကိုယူထွားတင်တယ်လဲပိုကောင်းတဲ့ပိုခိုင်မာတဲ့မျောလင်းချက်တခုကိုဘယ်လိုတိစောင့်မလဲအဓိကမှတ်သားတော့ရမယ့်အချက်တွေကိုပြန်ချုပ်ပြရရင်တော့ပထမတစ်ချက်ကိုဟာအရင်မပါဘူးဆိုတဲ့စိတ်အနာရက်ထီစရာအမှန်တရားကိုလက်ခံခြင်းအပြင်တကယ်လွတ်လပ်မှုကိုရှာတွေ့နိုင်ပါတယ်ဒုတိယအချက်ကိုယ့်ရဲ့ခံစားတဲ့ဥနာကိုအတင်းအကြမ်းတိုက်ခိုက်ပဲကိုချင်းစာတရားနဲ့လမ်းကြုံမှာတတိယအချက်မျောလင်းချက်ဆိုတာနာကျင်မှုကိုလိုအပ်ပြီးတခါတရံမှာအဖြစ်ဆုံးအားလည်းရှိနိုင်တယ်ဆိုတာကိုနားလည်ထားပါ နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ဘေးလိုအချို့အမြတ်ကိုမှပြန်မမျိုးလန့်ပဲမှန်ကန်တဲ့မူတိတ ాయి အတိုင်းလုဆောင်ပါနောက်ဆောင်နေတဲ့ဒီမေခွန်းလေးကိုစဉ်းစားဖို့ခြံထားခဲ့ခြင်းပါရဲ့တကယ်လို့စစ်မှန်တဲ့မျောလင်းချစ်ဆိုတာရှာဖွေတွေ့ရှိရမယ့်အရာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့လုံရက်တွေကနေတဆင့်ကိုယ်တိုင်တိဆောက်ယူရမယ့်အရာတစ်ခုဆိုရင်ကောပိုကောင်းလဲနာခက်ကိုမျောလင်းပြီးစောင့်မနေပဲနာချင်မှုတွေကိုလက်ခံကိုယ့်ရဲ့မူသိတာဒီအတိုင်းမန္တာကိုလိုရင်းနဲ့ပိုကောင်းတဲ့ပြစုပံကိုဖန်တီးလိုက်တာကတော့ဘလို့လဲ ဲ့ဒီလိုလုပ်ရတဲ့ကနေမွေးဖွားလာတဲ့အရာကောင်းမှတကယ်မျိုးလင်းချက်ကစင်မှန်စင်နိုင်မလားဒီနေ့အတက်တော့ဒီလောက်ပါပဲနောက်တစ်ခေါက်မှအချောင်းရအပက်တင်နေပြန်ဆောင်ရပါမယ်